ကင်းပြည်နယ်လိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့မှာတာဝန်ကျနေတဲ့စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေဟာပြီးခဲ့တဲ့မတ်လပိုင်းကလေးကမြို့ပေါ်ကနေပြောင်းရွှေ့ထွက်ခွာသွားကြပြီလို့ထွက်ခွာလာရတဲ့ဝန်ထမ်းတွေနဲ့နယ်မြေကန်သတင်းရှင်းမြစ်တွေရဲ့ပြောဆိုချက်အရသိရပါတယ်။ KNU ဖန်ခိုင်ကမ္ဘာဟာခုနှစ်နယ်မြေထဲမှာရှိတဲ့လိုင်းပွဲမြို့နယ်ရှမ်းရွာတဲမြို့ကလေဒီရွာမှာပြီးခဲ့တဲ့မတ်22ရက်နေ့မှာကင်းမြို့သားလူမျိုးရေးတပ်မတော် KNLA တပ်မဟာခုနှစ်ကစစ်ကောင်စီတပ်စခန်းကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၄ရက်ကြာ မတ်လ25ရက်နေ့မှာစကန်ကိုအပြစ်သက်သိမ်းပိုင်နိုင်ခဲ့တာပါစစ်ကောင်စီတပ်ကလည်းရှမ်းရွာတင်းမြို့အခြေကျစစ်ဗျူဟာကနေတဆင့်ကေမျိုးသားစီယုံ KN ဗိုလ်ဌာနချုပ်တွေစီ drone တွေနဲ့ဆဲလို့တက်ခိုက်ခဲ့တာတွေမကြာခဏဆိုသလိုလှုပ်ဆောင်လေးရှိနေတယ်လို့အဲ့ဒီဗျူဟာစကန်စီလေးချောင်းကနေလက်နက်ခဲရန်ရိတ်ခါတွေပို့ဆောင်ကခံစစ်ပြင်ဆင်တာတွေလှုပ်ဆောင်နေခဲ့ပါတယ် ဒီလိုဖြစ်ပေါ်နေခဲ့တဲ့နှစ်ဖက်စည်ရဲတင်းမာမှုတွေအပြင် KNL တက်မှခုနှစ်ကရှမ်းရွာတဲ့မြို့မှာရှိတဲ့ဝန်ထမ်းတွေအနေနဲ့ထွက်ခွာသွားကြဖို့အတိပေးပြောဆိုခဲ့ပြီးတဲ့နောက်ရှမ်းရွာတဲ့မြို့ကဝန်ထမ်း20ခန့်ဟာမြို့ပေါ်မှာမနေရတော့ပဲပြီးခဲ့တဲ့မတ်လပိုင်းကလှိုင်းပွဲမြို့နဲ့ဖန်မြို့ကိုပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြတယ်လို့ညမြေကန်သတင်းရှင်းမြစ်ကဆိုပါတယ်။ရှမ်းရွာတဲ့မြို့ကနေထွက်ခွာခဲ့ကြတဲ့ဝန်ထမ်းတွေကတချို့ကတော့သက်ဆိုင်ရာဌာနတည်တည်မှာတွဲဖက်အဖြစ်ပြန်လည်တာဝန်ထမ်းဆောင်တာရှိတယ်လို့ တချို့ကတော့တာဝန်မထမ်းဆောင်တော့ပဲထွက်ပြေးသွားခဲ့ကြတာတွေရှိနေတယ်လို့လည်းဒေသတွင်းသတင်းရင်းမြစ်တူကပြောပါရီလက်ရှိရှမ်းရွာတင်မြို့ပေါ်မှာတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကကြံရှိတော်တာဖြစ်ပြီးစီးရင်အခြေအနေကြောင့်အသွားလာလဲနေပါနေတယ်လို့နှစ်ဖက်စီဟာတိထပ်ပုံမှုပြီးပြင်းထန်လာနိုင်တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကဆိုပါရီရှမ်းရွာတင်မြို့ဟာလှိုင်းပွဲရှမ်းရွာတင်လေးဝါလမ်းပေါ် KNU တပ်မခွင့်နေမြေမှာတည်ရှိတာဖြစ်ပြီးတော့ KNU ဘုတ်ဌာနချုပ်နဲ့လည်းနှီးဆုံးမှာရှိနေတဲ့မြို့တစ်မြို့လည်းဖြစ်တယ်လို့ ဲ့ဒီဒေသတွင်းစစ်ကောင်စီတပ်ပြင်ကင်းနေကြားဆောင်တပ် BGF တပ်ဖွဲ့တွေလည်းတွာလာလှုပ်ရှားနေကြပါသည်။ KNU တပ်မှ9နေမြေထဲမှာအခြေစိုက်တပ်ဆွဲထားတဲ့မာနေပလောဒေသတွေကစစ်ကောင်စီတပ်စခန်းတွေအပြင်ပိုလူတူစခန်း၊ကလေဒီစခန်းတွေကိုတပ်မှ9ပူပေါင်းဖွဲ့တွေကတိုက်ခိုက်သိမ်းယူထားပြီးစစ်ကောင်စီတပ်ကလည်းတပ်မှ9နေမြေထဲကို drone တွေနဲ့တိုက်ခိုက်တာတွေလှုပ်ဆောင်နေကြပါသည်။လက်ရှိမှာတော့စစ်ကောင်စီတပ်ဟာရက်20ကြာအပြည့်ရက်မယ်လို့ပြောထားပေမဲ့ ခရမ်းညို့ထိန်းချုပ်နယ်မြေတွေတဲကိုလေကြောင်းတိုက်ခိုက်မှုနဲ့လက်လက်ကြီးပစ်ခတ်မှုတွေနေ့စဉ်လှုံ့ဆော်လျက်ရှိနေတဲ့အတွက်အရက်သားပြည်သူထိခိုက်ဒေဆုံးဒဏ်ရာတွေရှိနေခဲ့ပြီးနေအိမ်တွေလည်းထိခိုက်ပျက်စီးတာတွေရှိခဲ့ပါသေးတယ်။